အားလုံးပဲမင်္ဂလာပါဓမ္မတုတ္တမြောက်ရချင်းနေရနေပြန်လေးကြိုဆိုပါရစေဒီကနေ့မြောက်ဝေသွားမှာကတော့ဗုဒ္ဓဘာသာတွေရဲ့နားမလည်တဲ့ဘာသာရေးပြဿနာတွေမေးမြန်းလျှောက်ထားချက်တွေကိုဗုဒ္ဓဘာသာရေးရမှာကြွန့်ကျင်တဲ့ဆရာတော်ဗတ္တနာတိလောကတာယရေဝေထွန်းက ပြန်လေဖြေကြားထားတာတွေကိုမြောက်ဝေသွားမှာပဲဖြစ်ပါတယ်ဒီကနေ့မှာဆိုရင် ပသိန်းအရှိမြို့နယ်ကကိုအောင်သိန်းဦးကမိထားတဲ့မိကွန်းမှာနံပါတ်1မိကွန်းကတော့ဂေါတမမြတ်စွာဘုရားဟာတဲ့ဘယ်ပုဂ္ဂိုလ်ဘုရားဖြစ်ရန်ဗျာဒိတ်ပေးခဲ့တာဆိုတာကိုဖြေကြားတော်မူပါဘုရားတဲ့ဒီမိကွန်းကိုဆရာတော်ကဒီလိုဖြေကြားထားပါတယ်မြတ်စွာဘုရားတဆူကဘုရားဖြစ်ရန်ဗျာဒိတ်ပေးခြင်းကိုတဲ့ဒီဗျာဒိတ်ခံသူဘုရားဖြစ်၍ပြန်ဟောမှ သိနိုင်ပါတယ်တဲ့မြတ်စွာဘုရားကိုတော်တိုင်က ဘယ်သူကငါပြားရိတ်ပေးလိုက်တယ်လို့ဟောတော်မူရင်ဟောတော်မူရင်မရှိတဲ့အတွက်ဂေါရမမြတ်စွာဘုရားပြားရိတ်ပေးတာကို မသိနိုင်ပါဘူးတဲ့။ Now အရိမေထမြတ်စွာဘုရားပွင့်တော်မူလနဲ့တီကိုလည်းဟောထားဒီမှာထင်ရှားပါတယ်။ပြားရိတ်ပေးခြင်းကမဟုတ်ပါလို့ဖြေကြားတော်မူထားပါတယ်။နံပါတ်1မိကွန်းကတော့ပြည့်စေကဗုဒ္ဓမြားကတဲ့ တပ်ပင်ညူတညံကိုရကြပါသလားဖရာတဲ့ဒီမိကွန်းကိုဆရာတော်ကပြစ်စီကဗုဒ္ဓမြတ်ရတဲ့ညံကိုတပ်ပင်ညူတညံလို့မဆိုပါဘူးတဲ့ပြစ်စီက ဘောရီညာဟုတ်တာဆိုရပါတယ်တဲ့တပ်ပညုတညာအောက်အစ်စ်နေပြီးတော့အကတာဝကဘောရီညာတို့ထက် အစ်စ်မြင်ပါတယ်လို့ဖြေကြတော်မူထားပါတယ်နောက်နံပါတ်3မိခွင်းကတော့ပြစ်စီကဗုဒ္ဓအလောင်းရဟာတဲ့ပါရမီဘယ်နှပါဖြည့်ကျင်ရသည်ကို ဖြေကြတော်မူပါဗျာဆိုတဲ့မိခွန်းကိုဆရာတော်ကဒီလိုဖြေကြားထားပါတယ် ဗုဒ္ဓအလောင်းလျာပစ္စည်းကအလောင်းလျာအကတာဝကမဟာတာဝကဘဂရိတာဝက အလောင်းလျာအာလုံးပင်ဒါနစတဲ့ပါရမီ7ပါးကိုဖြည့်ကျင်ရသည်ချီဖြစ်ပါတယ်ပါရမီအနေနဲ့အယုတ်အနှဲမရှိ ဗုဒ္ဓအလောင်းတော်များမှာ36တင်ချီနဲ့ကဘာတသိ၊ရှင်းတင်ချီနဲ့ကဘာတသိ၊လေးတင်ချီနဲ့ကဘာတသိပါရမီဖြည့်ရပြီးတော့ပစ္စည်းကဗုဒ္ဓလောင်းလျာများမှာနှစ်တင်ချီနဲ့ကဘာတသိပါရမီဖြည့်ရတဲ့အတွက်ပါရမီဖြည့်ရာကဘာနဲ့ပါမှုသာကွာခြားပါတယ်လို့ဖြေကြားထားပါတယ်။နောက်မေးခွန်းတစ်ခုကတော့အုတ်ကံမျိုးကမောင်လေးမြင့် ရောင်ရွှေမြုပ်ကဥဝဲဆွေနဲ့တောင်သာမြုပ်ကဥစောထွန်းတို့မိထားတဲ့မိခွန်းမှာအမျိုးသားများဟာတဲ့လင်းရှိမယားကိုကျူးလွန်တဲ့အတွက်ကာမေသူမိဆာဆာယာထိုက်တယ်လို့အမျိုးသမီးများကလည်းမယားရှိလင်းနဲ့ကျူးလွန်က ကာမေသူမိဆာဆာယာထိုက်ပါသလားဖရာတဲ့ကာမေသူမိဆာဆာယာနဲ့ဒုတာနာတော့ဘယ်လိုထူပါသလဲဖရာတဲ့ဒုတာနာတော့အတိပယ်ကိုလည်းသိလိုပါသည်ဖရာဆိုတဲ့ ေးခွန်းကိုဆရာတော်ကဒီလိုဖြေကြားထားပါတယ်။အမျိုးသားများဆိုင်ရာကာမေတုမိစ္ဆာဆာယနဲ့အမျိုးသမီးများဆိုင်ရာကာမေတုမိစ္ဆာဆာယကို ရှင်းလင်းသိတရန်ဖော်ပြမဖော်ပြမိမ့်မနှစ်ချိတ်ကိုလေ့လာမှတ်သားထားပါတဲ့။အမိဆောင်လျှောက်တဲ့မိမ့်မနှစ်ကအဖဆောင်လျှောက်တဲ့မိမ့်မသုံးကမိဘနှစ်ပါးဆောင်လျှောက်တဲ့မိမ့်မ လေးကမောင်ကြီးမောင်ငယ်စောင့်ရှောက်တဲ့မိန်းမငါးကအမညီမစောင့်ရှောက်တဲ့မိန်းမခြောက်ကဆွေမျိုးစောင့်ရှောက်တဲ့မိန်းမခွန်ကအနွယ်သူစောင့်ရှောက်တဲ့မိန်းမရှစ်ကတရားကျင့်သုံးဘက်စောင့်ရှောက်တဲ့မိန်းမဒီမိန်းမရှိအောင်မှာ ကာမပိုင်သူမရှိဘူးမိမိကာမမိမိပိုင်သူသာဖြစ်တယ်လို့အထုမှတ်သားထားပါတဲ့နောက်နံပါတ်9ကတော့ထိမ်းများတိုက်သူအဆောင်ရှိတော့ចောင်းလန်းပြီးတဲ့မိန်းမ တဆဲကတော့မင်းတို့ဒန်ထအပ်တဲ့တခြားသူနဲ့လက်မထမ်းရင်မိမိအာနာနဲ့တားမြစ်ထားတဲ့မိမ7ကတော့ယောက်ျားတူကဥစ္စာနဲ့ဝယ်ထားတဲ့မိမ7ကတော့ယောက်ျားတူနဲ့အလိုတူရဲ့အတူနေတဲ့မိမ73ကယောက်ျားတူကစီးစိမ်ပေး၍မယားပြုထားတဲ့မိမ74ကယောက်ျားတူကအဝတ်ပစိုးပေးပြီးတော့မယားပြုထားတဲ့မိမ 15ကရေခွက်၌လက်စုံချ၍ယောက်ျားတဦးနှင့်ထိန်းများထားသောမိမ16ကယောက်ျားတဦးကခေါင်းကူကိုချစီ၍တည်ယူထားတဲ့မိမအလွန်ဆင်းရဲတဲ့အတွက်ခေါင်းရွက်လောက်ကင်ဆားရတဲ့မိမကိုမရွက်စီရပဲတင်ထားတယ်လို့ဆိုလိုတာဖြစ်ပါတယ် ဆက်ခွန်ကတော့ကျွန်လဲဖြစ်မရလဲဖြစ်နေတော့မိမဆက်ရှိကတော့အမှုလုပ်လဲဖြစ်မရလဲဖြစ်နေတော့မိမဆက်ကိုကတော့စစ်မြေမှာ ဆောင်ခဲ့တဲ့၃ပန်းမိမ20ကတော့တဦးရဲ့ခိတ္တမယာဖြစ်နေတဲ့မိမဒီမိမနှစ်ချိန်လုံးပဲအမျိုးသားတို့အဖို့ကာမေသူမိတ်ဆာဆာရထိုက်တဲ့အတွက်လုံးဝကျူးလွန်နေခြင်းမပြုရပါဘူးတင်မရှိထီမကားမပိုင်မရှိ အပြုအစင်များဖြစ်တဲ့အတွက်အမျိုးသမီးတို့အဖို့အခြားယောက်ျားတစ်ပါးနဲ့ ကျူးလွန်မေတ္တတိုင်းကာမေတုမိစ္ဆာစာရမဖြစ်ဘူး။ကိုးမ20အထိမိမတို့မှာကာမပိုင်းရှိသူများဖြစ်တဲ့အတွက်မိမိကာမပိုင်းယောက်ျားမှတပါဘယ်လိုယောက်ျားနဲ့မှကာမကျူးလွန်မှုမပြုရတော့ဘူး။ဒုတနာတော့ဆိုတဲ့အသေးပဲကတော့ကတ္တဗာဖရာလက်ထက်ကတထေသားလေးဦးကာမေတုမိစ္ဆာစာရကြောင့်လောဟကုန်ပြီးခေါ်တဲ့ငရဲကိုကြာသွားတဲ့အခါမှာ ငရဲတဲ့အနှစ်3000နှစ်ပြီးတော့ငရဲအိုးမှာတစ်ချိန်ပေါ်လာစဉ်ဟစ်အော်ပြောဆိုတဲ့စကားများရဲ့အစစလုံးတွေပဲဖြစ်တယ်။စကားလုံးတစ်လုံးစီသာအော်ဟစ်နိုင်ခဲ့ပြီးတော့ပြန်နှစ်သွားတယ်။ဒီအတန်ကိုလင်းရှိမရတဦးကမတရားသိမ့်ပိုင်ရန်ကြံစီနေတဲ့ပဒိနေဒီကောဒလာမင်းကြီးကတန်အားလျော်စွာကြားရတယ်။ဖះရှင်အားမေလျှောက်တဲ့အတွက်ဖះရှင်အားဟောပြရင်ထင်ရှားလာရခြင်းဖြစ်တယ်။ ဒီဒုသနာတော်မှာတထေသာလေးယောက်ငရေသားလေးဦးရွတ်ဆိုပြောကြတဲ့ပါဠိကာထာတို့ရဲ့အစစလုံးတွေပဲဖြစ်တယ်။နောင်တရတဲ့အတွက်နောင်ဤအဖြစ်မျိုးမဖြစ်เสียရပဲကုသိုလ်တရားများကို ပွားများပါတော့မည်စတဲ့အဓိပ္ပာယ်များပြည်ဆိုပြီးတော့ရှင်းရှင်းလင်းလင်းဖြေဆိုတော်မူထားပါတယ်။နောက်မိခွန်းတစ်ခုကတော့ရေပြူမျိုးကဥချစ်ကွန်းကမေးထားတာပါ။ ဘုရားအလောင်းတော်ဆန်တော်ပေပြီးတဲ့နောက်လက်နက်သက်ခံဆန်တော်ဟာတဲ့မြတ်စွာဘုရားပြိဋိဘံဆန်တော်မူသည့်အထိပို၍မရှိတော့လို့ဆိုပါတယ်တဲ့ဒါပေမဲ့တချို့စင်းတူတော်များမှာဥကောင်းတော်ထိတ်မှာငပြောမှုကဲ့သို့အချွန်းတစ်ခုတင်ထားသည်ကိုတွေ့ရပါတယ်တဲ့အဲ့ဒီအချွန်းဟာဘယ်လိုအရာဖြစ်ကြောင်းဖြေကြားပေးတော်မူပါဘုရားလို့ မေးထားတဲ့မိကွန်းကိုဆရာတော်ကဒီလိုဖြေကြားထားပါဗျ။မြတ်စွာဘုရားရဲ့ဆန်တော်မှာလက်နှစ်သက်ခံမှာပို့ပြီးရှိပြီလားတော့မမူတော့ပါဘူး။မြတ်စွာဘုရားဥပေါင်းတော်မှာလက်ရာရည်လဲ၍တတ်တော်ရှိသည်မြတ်တည်နေတော်မူပါဗျ။ဒါပေမဲ့မြတ်စွာဘုရားရဲ့လက္ခဏာတော်80မှာပါဝင်တဲ့ကေတုမာလာလက္ခဏာတော်ကိုပုံဖော်ရမှာတချို့ကမြတ်စွာဘုရားပုံတော်ရဲ့ဥထိတ်အလယ်မှာမီလီယံတက်နေတဲ့ကဲ့သို့အပြားငယ်ပုံဖော်တယ်။တချို့ကပုံလွန်းတဲ့ဘွယ်လုံးလုံးချွန်ချွန်ပုံဖော်ကြတယ်။ ဥချကွန်ဆာမှာပါတယ်လို့ငပြောဖို့ပုံတန်းလည်းဖော်ကြပါဗျ။ကျန်းကန်တွေမှာဖော်ပြတာကတော့ထွန်ပတဲ့ရောင်ကြီးတော်တမျိုးဥကောင်းတော်ဖျားမှထွက်ပေါ်နေအောင်ရုပ်ထုများမှာတရုပ်ဖော်ကြခြင်းပဲဖြစ်ပါတယ်။ဒီရောင်ရှမ်းတော်ကိုတရုပ်ဖော်ရမှာပင်မြတ်စွာဘုရားရဲ့ဥကောင်းတော်မှာရောင်တုံးပုံကဲ့သို့စုစုမုံမုံမောက်မောက်ဖြူဖြူပုံကြန့်ရှိနေတာ။ရုပ်ဘွားတော်များမှာမြတ်စွာဘုရားပုံတော်တိုင်းလိုလိုမှာပင်ရောင်တုံးပုံရှိနေလေတဲ့။အမှန်မှာမြတ်စွာဘုရားမှာရောင်တုံးမရှိပါဘူး။ လုံးဝ၍ဆင်းငယ်မောက်ဖြိုးတဲ့ဥကောင်းတော်သာရှိပြီးတော့ကေတုမာလာရောင်ရှန်တော်မှာရောင်နှုံးပုံဖြစ်နေခြင်းသာဖြစ်ပါတယ်လို့ဖြေကြားထားပါတယ်